အားလုံးပဲမင်္ဂလာပါဒီတင်ကန်းစာမှာတော့တရုတ်စကပြောတွေကိုလေ့လာသွားမှာပါအလှပြင်ဆိုင် beauty salon ပေါ့နော်မေရုံရွန့်မေရုံရွန့်အလှပြင်ဆိုင်ငါလှပြင်ဆိုင်သွားခြင်းနဲ့ဝါရှန်ချွေမေရုံရွန့် ဝါငါကရှန်ဒါကတော့ auxiliary verb အကူကရိယာတစ်ခုဖြစ်တယ်ပေါ့နော်တစုံတစ်ခုကိုလုံးချင်တယ်စိတ်ကူးဆန္ဒကိုဖော်ပြအောင်အတွက်သုံးတယ်ပေါ့အဲ့တော့ဒီ auxiliary verb တွေကြတော့ verb ဖြစ်ရှိရတယ်အထူးပြုပြီးသုံးတယ်ဗျဒါကြောင့်မို့သွားတာကြတော့ချီသွားတယ်ဆိုတော့ verb ဖြစ်ရှိရတယ်အထူးပြုပြီးသုံးတယ်ကျွန်တော်မြန်မာစကားကြတော့သွားချင်တယ်တရုတ်လိုကြချင်တယ်သွားတယ်ပေါ့ပြီးတော့ ဒီမေရုံရန်ဆိုတာကဒါကနန်တစ်ခုဖြစ်တယ်ပေါ့နော်ဒီနန်ကတော့သွားချင်းခံရတဲ့နေရာဒါကြောင့်မို့သွားရဲဆိုတော့ Vafian တော့မှာကံပုတ်အနေနဲ့သုံးပါလေချွေးမေရုံရွတ်အဲ့တော့ငါအလှပြင်ဆိုင်သွားချင်းနဲ့ Washian ချွေးမေရုံရွတ် Washian ချွေးမေရုံရွတ်ငါညနေလှပြင်ဆိုင်သွားမယ် Washiao ချွေးမေရုံရွတ် ဟွာငါကရှားဝရှားဥစာညနေပိုင်းပေါ့နော်တကအချိန်ပြတဲ့နန်တစ်ခုဖြစ်တယ်ဗျအချိန်ပြနန်တွေကဝတ်ချတယ်မှာဆိုရင် verbier ရှားရလေအထူးပြုပြီးတုံးတယ်ပေါ့ဒါကြောင့်ညနေသွားမယ်ဆိုရင်ရှားဝချွေအဲ့တော့အချိန်ပြနန်တွေက subject ရဲ့ရှေ့မှာထားတုံးလဲရအောင်နော်ဒါကြောင့်မို့ရှားဝဟောချွေလို့ပြောလဲရတယ်ပေါ့ဟုတ်အဲ့တော့မေရုံရွတ်သွားချင်းခံတဲ့နေရာကံပုတ်ပေါ့နော်ချွေမေရုံရွတ်ငါညနေအလားပြင်ဆိုင်သွားမယ်ဟောရှားဝချွေမေရုံရွတ် 我笑去美容院。没白着阿拉比赛多么嘞？你啥时候去美容院？你没个啥时候咋白着来不呢？阿拉第四个楼阿罗没过那啥的苦皮的，且有没免破表的都来不？德斯堡地的嘛是大哥，什么时候都拿对了没？第嘛个罗啥时候手表？ ုံးပြထားတယ်ပေါ့အဲ့တော့ရှာရှာဟောပေတော့ချိန်စာသွားတယ်အဲ့တော့အချိန်ပြတဲ့စကလုံးမေကွန်းနန်စာပေါ့နော်အချိန်ပြတဲ့စကလုံးတွေနန်နေစကစုတွေမေကွန်းနန်စာတွေကဖက်ဖြစ်ရှေ့ရနေတာအထူးပြုပြီးတော့သုံးလေးရှိတယ်ပေါ့ဒါကြောင့်မို့ဒီမေကွန်းနန်စာလည်းဖက်ဖြစ်ရှေ့ရတယ်အထူးပြုပြီးမေးထားတာမေရုံရွန်းစာသွားချင်းခံတဲ့နေရာအလှပင်ဆိုင်ပေါ့နော်ဟုတ်အဲ့တော့မေးပေတော့အလှပင်ဆိုင်သွားမလဲညီရှာရှာဟောချိန်မေရုံရွန်းညီရှာရှာဟောချိန်မေရုံရွန်း အလားပြင်ဆိုင်ဘက်မှာလည်းမေရုံရွံ့ဆိုင်တော့ မေတုံးရွံ့စိုက်နော်မေတုံးရွံ့ဆောင်အလှပြင်ဆိုင်စိုက်စိုက်ဆိုတာတနေရာမှာရှိတယ်ပေါ့နော်ဒါကတော့ valve တစ်ခုဖြစ်တယ်တနေရာကိုဖော်ပြအောင်တော့တုံးတယ်ဒါကြောင့်မို့ဒီ valve ကိုတုံးတာရေဒီ valve ဖြစ်နောက်မှာနေရာဖော်ပြတဲ့စကလုံးစကစုဒါမှမဟုတ်မေကွန်နဲ့စားတွေကိုတုံးလေးရှိတယ်ပေါ့ဒီမှာကျတော့မေကွန်နဲ့စားနော်နော်စားဖယ်နေရာလဲလို့ပြောတာ textbook တွေထဲမှာတော့နာလီဆိုပြီးတော့တွေ့ဖူးလိမ့်မယ်နှစ်မျိုးလုံးတုံးလို့ရပါတယ်ဒါကတော့မြောက်ပိုင်းဒေတာလေတန်ဖြစ်တဲ့ကြောင့်အဟွာရင်လေးထည့်တုံးထားတာပေါ့နော်အဲ့တော့ ဒါကရှိချင်းခံတဲ့နေရာကိုမေးမြန်းတာပေါ့နော်ဒါကြောင့်မို့ရှိတယ်စိုက်ဆိုတဲ့ verb ဖြစ်တော့မှာကံပုတ်အနေနဲ့သုံးတယ်ဗမာရှိတယ်လေပေါ့စိုက်နော်အလားပြင်ဆိုင်ဗမာလည်းမေရုံရွံ့စိုက်နော်မေရုံရွံ့စိုက်နော်အလားပြင်ဆိုင်ကကုမ္ပဏီနာမှာပါမေရုံရွံ့စိုက်ကုန်းစူဖို့ချင်း 美容院在公司附近，美容院那边在啊，在啥马西的公司在购物里，然后大家难得去撇的不？第二年那么就那尼亚别的男的，大家。 တွေ့ဆက်တယ်ပေါ့နော်ဖိုဂျင်ဆိုအနီနာပေါ့အဲ့တော့ကုန်းစဖိုဂျင်ဆိုရင်ကုမ္ပဏီအနာပေါ့ကုန်းစဖိုဂျင်အဲ့တော့ဒီစကစုဟာဒီရှိချင်းခံရတဲ့နေရာကိုဖော်ပြတာဒါကြောင့်မို့ရှိတယ်ဆိုတော့ဗက်ဖြစ်တော့မှာကံပုတ်အနေနဲ့တုံးတယ်ပေါ့ဒါကြောင့်မို့ဇိုင်းကုန်းစဖိုဂျင်ကုမ္ပဏီနာမှာရှိတယ်အလှပြင်ဆိုင်ကကုမ္ပဏီနာမှာပါမေရုံရွန့်ဇိုင်းကုန်းစဖိုဂျင်မေရုံရွန့်ဇိုင်းကုန်းစဖိုဂျင် 啊，那边三亚苏巴玛个兵马娃美容院在超市。 旁边超市啥苏巴马街旁咯？哎，对，南也老马让你也不要来南过，他也就是的。旁边啥、啊、别别？还有超市旁边啥 supermarket、啊、别别？超市旁边还有 supermarket 别别嘛？现在细心看了你也不？在超市旁边，在超市旁边，然后那边啥个苏巴马街别别嘛？美容院在超市旁边，美容院在超市旁边。 အလားပြင်ဆိုင်ကနှစ်လွှာမှာပါမေရုံရွန့်ဆိုင်2လို့မေရုံရွန့်ဆိုင်2လို့2စာနှစ်ပေါ့နော်လို့စာအလွှာအထက်တီကိုပြောတာပေါ့2လို့စာနှစ်လွှာသူမဟုတ်နှစ်ထပ်ပေါ့အဲ့တော့ဒါကရှိချင်းခံတဲ့နေရာဖြစ်တယ်ဒါကြောင့်မို့ရှိတယ်ဆိုရင် version တော့ကကန်ပုတ်ပေါ့ဆိုင်2လို့နှစ်လွှာမှာရှိတယ်အလားပြင်ဆိုင်ကနှစ်လွှာမှာပါမေရုံရွန့်ဆိုင်2လို့မေရုံရွန့်ဆိုင်2လို့ ဲ့ဒီအလားပြင်ဆိုင်အယမ်းနံမြေကြီးတဲ့နာချာမေရုံရွံ့ဟန်ယောမင်းနာချာမေရုံရွံ့ဟန်ယောမင်းကောင်းပြီအဲ့တော့မေရုံရွံ့အလားပြင်ဆိုင်ဆိုတာကိုကျွန်တော်တစ်ဆိုင်နှစ်ဆိုင်ဆိုပြီးတော့ဒီတင်ချာမျိုးပြနဲ့အထူးပြုမယ်ပေါ့နော်အဲ့တော့တင်ချာစကားလုံးကအီးစာတာတစ်ပေါ့နော် အဆိုင်တွေကိုကျွန်တော်တို့ကတစ်ဆိုင်နှစ်ဆိုင်ရေတွက်တဲ့အခါမှာချားဆိုတဲ့စကလုံးကိုမီရှိုဝါမျိုးပြအနေနဲ့သုံးတယ်ပေါ့နော်ပုံမှန်အတိုင်းဆိုရင်ချားကနောင်းအနေနဲ့လည်းသုံးလို့ရတယ်ဗျနောင်းအနေနဲ့သုံးရင်တော့သူက ိမ်လို့ဘာသာပြန်တယ်အကဲတော့မေရှိုဝါအနေနဲ့သုံးရင်တော့တစ်ဆိုင်နှစ်ဆိုင်ရေတွက်ဖို့အတွက်သုံးတာအဲ့တော့မေရှိုဝါမှန်းဘယ်လိုသိလဲဆိုတော့တင်ချာစကလုံးရဲ့နောက်မှာထားတော့ရတာကမေရှိုဝါမျိုးပြစကလုံးပေါ့နော်ဒီမှာဆိုရင်ဤချားစာတစ်ဆိုင်ကောင်းပြီအဲ့မှာကျွန်တော်တို့အညွန်းနှံစာလေးသုံးထားတယ်နှစာအညွန်းနှံစာအညွန်းနှံစာတွေကကြတော့တင်ချာစကလုံးရဲ့ရှေ့ရလေးဆက်ပြီးအထူးယူတယ်ဗျဒါကြောင့်မို့အဲ့ဒီတစ်ဆိုင်ဆိုရင်နှာဤချားလို့ပြောတယ်ဒါပေမဲ့ အညွှန်းနဲ့စားရနောက်ကကတ်ရက်ပေါ့နော်တင်ချာစကလုံးက1 2 3 4ဖြစ်နေတယ်ဆိုရင်စကပြောပုံစံမှာထဲဆိုစရာ မလိုဘူးဒါကြောင့်မို့ကျွန်တော်ကနာဤကြားလို့မဆိုတော့ပဲနဲ့နာကြားလို့ပဲဖတ်တာပေါ့နော်အဲ့တော့နာကြားမေရုံယွန်းဆိုတာအဲ့ဒီအလှပင်ဆိုင်ဒီဇိုင်းပေါ့အဲ့အလှပင်ဆိုင်ဟာတဲ့ဟန်အယံယောမင်းစာနာမည်ကြီးတာကြော်ကြားတာကိုပြောတာပေါ့နော်ဒါက adjective တခုဖြစ်တယ်ဒါကြောင့်မို့ degree ပြတဲ့ advan ဟန်ဆိုတာ ਨੇ အထူးပြုပေးထားတယ်ပေါ့ဟန်ယောမင်းစာအယံနာမည်ကြီးပါတယ်တဲ့ အဲ့ဒီအလှပြင်ဆိုင်ကအယန်းနံမြည်ကြီးတယ်နာချာမေရုံရွတ်ဟန်ယောမင်နာချာမေရုံရွတ်ဟန်ယောမင်အမကအဲ့ဒီအလှပြင်ဆိုင်ကိုသွားရတာသဘောကြတယ်ချစ်ချင်းစီဟွမ်းချစ်နာချာမေရုံရွတ် 姐姐喜欢去那家美容院。姐姐စာအမပေါ့နော်ဒီမှာတော့ subject ပြုလုပ်သူအနေနဲ့သုံးထားတယ်။喜欢စာသဘောကျတယ်ပေါ့နော်။去ရသွားတယ်။အဲ့တော့ကျွန်တော်မြန်မာလိုကျတော့သွားရတာသဘောကျတယ်။သွားတော့အရင်သုံးပြီးတော့သဘောကျတာကိုနောက်ကသုံးတယ်။ဒါပေမဲ့တရုတ်စကားမှာကျတော့သဘောကျတယ်သွားတယ်လို့သုံးတယ်喜欢去。အဲ့တော့ဒါဘာလို့ဒီလိုသုံးထားလဲဆိုတော့ van နှစ်ခုပေါ့နော်။ van နှစ်ခုချိတ်ဆက်တဲ့အခါမှာတဲ့ကျွန်တော်တို့က喜欢ဆိုတာကသဘောကျတယ်ဆိုတာဒါစိတ်ထဲကသဘောကျတာပေါ့နော်။စိတ်နဲ့သက်ဆိုင်တဲ့ van တစ်ခုဖြစ်တယ်။ချွေသွားတဲ့စာလက်တွေ့လှုပ်ဆောင်ချက်ပေါ့နော်။ဒါကလှုပ်ဆောင်ချက်ပြတဲ့ဘက်တစ်ခုဖြစ်တယ်။အဲ့တော့စိတ်ကူးရဲ့လှုပ်ဆောင်ချက်ရဆိုရင်စိတ်ကူးကအရင်ဖြစ်တာပေါ့ဒါယုတ်တိ သဘောအရာပေါ့နော်။ဒါကြောင့်မို့တရုတ်တွေကစိတ်ကူးနဲ့ဆိုင်တဲ့ vet တွေကိုအရင်ပြောပြီးတော့လက်တွေ့လုံးဆောင်ချက်ပြတဲ့ vet တွေကိုနောက်ကဆက်တွဲတယ်ပေါ့။ဒါကြောင့်မို့သွားရတာကြိုက်တဲ့သဘောကြလဲဆိုရင်ရှည်ခွန်ချွေလို့ပြောတယ်။သွားချင်းခံတာဒီစကစုပဲ။နှာချားမေရုံရွံ့အဲ့ဒီအလှပြင်ဆိုင်ပေါ့။အဲ့တော့အမကအဲ့ဒီအလှပြင်ဆိုင်ကိုသွားရတာသဘောကြတယ်။姐姐喜欢去那家美容院。姐姐喜欢去那家美容院。 အဲ့ဒီအလားပင်ဆိုင်အရှမ်းတန်တယ်နှာကြား美容院很干净နှာကြား美容院很干净နှာကြား美容院အဲ့ဒီအလားပင်ဆိုင်ဒီစကားစုပေါ့နော် subject အနေနဲ့ပြန်သုံးမယ်干净ဆိုတာတန်ရှင်းတာကိုပြောတာပါအဲ့တော့ဒါက adjective တစ်ခုဖြစ်တယ်ပေါ့ဒါဆိုရင်ကျွန်တော်တို့က degree ပြတဲ့ advan hen sa နဲ့အထူးပြုလို့ရတယ်အဲ့တော့ hen 干净ဆိုရင်အရန်တန်ရှင်းပါတယ်တဲ့အဲ့ဒီအလားပင်ဆိုင်က 爱简单嘞，那家美容院很干净，那家美容院很干净。啊，拉边少耶？闻桑木，先讲嘞，是不是非常阳光嘞？不咯，美容院的服务非常好，美容院的。 4非常好美容院ဆာအလှပြင်ဆိုင်4ဆိုတာဝန်ဆောင်မှုကိုပြောတာနော် service ပေါ့ဝန်ဆောင်မှုအဲ့တော့ဒီနန်ကိုကျွန်တော်တို့ကမေရုံရန်ဆာနဲ့အထူးပြုတယ်ဒါဆိုတော့နောက်ဆက်ပုံလေးထည့်ထားတာပေါ့အဲ့တော့အလှပြင်ဆိုင်ရဲ့ ဝင်ဆောင်မှုမေရိုယန်သာဖို့ဟောင်းစာကောင်းတဲ့တခအချစ်တက်တခုဖြစ်တယ်ဗျာနော်ဒါဆိုလို့ရှိရှေ့မှာဒီဂရီပြတဲ့ advert phrase ဟောင်းစာနဲ့အထူးပြုထားတာအရှမ်း impotent သိလို့ဘာသာပြန်လို့ရတယ်ပေါ့နော်အဲ့တော့အရှမ်းကောင်းတဲ့ဆိုဖေးထောင်းဟောင်းအဲ့တော့လှပြင်ဆိုင်ရဲ့ဝင်ဆောင်မှုအရှမ်းကောင်းတဲ့မေရိုယန်သာဖို့ဖေးထောင်းဟောင်းမေရိုယန်သာဖို့ဖေးထောင်းဟောင်း အလားပြင်ဆိုင်ကနှိပ်လဲနှိပ်ပေးတယ်မေရုံရွံ့ယောအမောဖို့မေရုံရွံ့ယောအမောဖို့အဲ့တော့ယောဆိုတာရှိတယ်ပေါ့နော်အလားပြင်ဆိုင်မှာရှိပါလေတဲ့မေရုံရွံ့ ယောပါရှိတဲ့ဆိုအံ့မော်အံ့မော်စားနှိပ်နေတာဟောပြောတာနော်အံ့မော်လူတွေရောဒီလိုနှိပ်ပေးတာအံ့မော်လို့ပြောတယ်ဖိုးဆောင်ဝင်ဆောင်မှုအဲ့တော့နှိပ်ပေးတဲ့ဝင်ဆောင်မှုရှိတယ်ဆိုတော့သူတို့ကနှိပ်လဲနှိပ်ပေးတယ်လို့ပြောတာဟုတ်ပြီနော်အဲ့တော့အံ့မော်ဖိုးနှိပ်ပေးတဲ့ဝင်ဆောင်မှုပေါ့အဲ့တော့အလှပြင်ဆိုင်ကနှိပ်လဲနှိပ်ပေးတယ်မေရုံရံယောအံ့မော်ဖိုးမေရုံရံယောအံ့မော်ဖိုးအလားပြင်ဆိုင်မှာခြေသက်လက်သက်ပုံဖော်လို့ရတယ်မေရုံရံယော 美甲服务，美容院有。 မေးချဖို့အဲ့တော့မေရုံရွှန်းဆောင်အလှပြင်ဆိုင်မှာရိုးစွာရှိပါလေတဲ့မေးချမေးချဆိုတာကလက်သေးတို့ခြေသေးတို့ဒီပုံဖော်တာပေါ့နော်လက်သေးဆက်ထားလေးပန်းပွင့်လေးတွေအပေါ်မှာအလှပေါ့နော်အဲ့လိုပုံဖော်တာတွေကိုမေးချလို့ပြောလဲဖူးဆောင်ဝင်ဆောင်မှုအဲ့တော့မေးချဖူးဆိုတာလက်သေးခြေသေးတွေပုံဖော်တဲ့ဝင်ဆောင်မှုပေါ့နော်အဲ့တော့အလှပြင်ဆိုင်မှာခြေသေးလက်သေးတွေပုံဖော်တဲ့ဝင်ဆောင်မှုရှိတယ်ဆိုတာခြေသေးလက်သေးပုံဖော်လို့လဲရတယ်လို့ပြောတာမေရုံရန်ရောမေးချဖူး 美容院有美甲服务。ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ Chinese for All website e-learning membership program နေ့ကျဆိုပါရယ်ကျွန်တော် website မှာဘာမှတစ်ချိန်ဝင်ထားရုံနဲ့တရုတ်စကားပြောအရေးဖတ်အတန်ထွက် တတာညစန်းတွေနဲ့ HSK တင်ကန်းစာတွေကိုခါမဲ့လေလာခွင့်ရမှာပါလေလာခွင့်ရရှိမဲ့ကိုစစ်အတွက်80ကျော်ဖြစ်ပြီးတော့ဒီထဲမှာဗီဒီယိုတင်ကန်းစာစုစုပေါင်း1600ကျော်ပါဝင်ပါတယ်တင်ကြားနည်းစနစ်တွေနဲ့လေလာခွင့်ရရှိမဲ့နမူနာတင်ကန်းစာတွေကိုတော့ကျွန်တော်တို့ရဲ့ဝက်ဘ်ဆိုက်စာမျက်နှာမှာ အလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်ပါတယ် website နဲ့ပတ်သက်တဲ့ chat လက်တွေကိုတော့ chinese for all page messenger ကနေ message ပေးဖို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျအခုသင်ခန်းစာလေးကိုဆက်လေ့လာကြရအောင်သူမကအလှပြင်ဆိုင်သွားပြီး စပင်းညှက်တယ်ထားချေမေရုံရွံ့ကျန်ထိုးဖာထားချေမေရုံရွံ့ကျန်ထိုးဖာ ထားသူမကခြေသွားတယ်ပေါ့နော်ခြေသွားတယ်ဒါက verb တစ်ခုဖြစ်တယ်အမေရုံးရင်းစာအလှပြင်ဆိုင်အဲ့တော့အလှပြင်ဆိုင်ကသွားခြင်းခံတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့သွားတယ်ဆိုရယ် verb ဖြစ်တော့ကကံပုတ်ပေါ့ခြေမေရုံးရွံ့ဒါပေမဲ့နောက်ထပ်လှုပ်ဆောင်ချက်တစ်ခုကပါလဲဆိုကျန်ထိုးဖကျန်ဆိုတာညှက်တာထိုးဖဆိုစပင်းအဲ့တော့ကျန်ထိုးဖဆိုစပင်းညှက်တယ်ဒီမှာလှုပ်ဆောင်ချက်နှစ်ခုကိုတွေ့လိမ့်မယ်ပေါ့နော်သွားတယ်ဆိုရယ် verb ရယ်ညှက်တယ်ဆိုရယ် verb ရယ်အဲ့တော့ကျွန်တော်တို့ကအဲ့လိုလှုပ်ဆောင်ချက်နှစ်ခုဆိုလို့ရှိရင်အရင်လှုပ်တဲ့လှုပ်ဆောင်ချက်အရင်ဖြစ်တဲ့အဖြစ် ြက်ကိုအရင်သုံးတယ်ပေါ့အဲ့တော့အလှပြစ်ဆိုင်သွားတာအရင်ရောက်မှစပင်ညက်တာဒါကြောင့်မို့အလှပြစ်ဆိုင်သွားလဲဆိုတော့ valve object အပိုင်းကိုအရင်ပြောရတယ်ချွေမေရုံရွံ့ပြီးသွားလို့ရှိရင်စပင်ညက်တယ်ဆိုတော့ valve object အပိုင်းကိုဆက်ပြောတယ်ဂျန်ထိုးဖာโอเคเนาะအဲ့တော့သူမကအလှပြင်ဆိုင်သွားပြီးစပင်ညက်တယ်ထားချွေမေရုံရွံ့ဂျန်ထိုးဖာထားချွေမေရုံရွံ့ဂျန်ထိုးဖာသူမက 阿米尔那边在代表，没拿机票的。他常常去美容院做脸。他常常去美容院做脸。 ထားသူမကချမ်းချောင်းဆိုတာကအမြဲတမ်းပေါ့နော်ဒါကတော့ advert တစ်ခုဖြစ်တယ်ဗျ advert ဖြစ်တဲ့ကြောင့် verb ရဲ့ရှေ့ဟာနေအထူးပြုတယ်ပေါ့နော်ဒီမှာ verb ကနှစ်ခုဖြစ်နေရရှေ့ဆုံး verb ဖြစ်ရှေ့ပါအထူးပြုပေးတယ်ပေါ့အဲ့တော့ခုနကအတိုင်းပဲအလှပြင်ဆိုင်ကအရင်သွားတာရောက်ရင်ဘာလုပ်မလဲစော့လျန်စော့စာပြုတ်လောက်တာဗျလျန်စာမျက်နှာမျက်နှာကိုပြုတ်လောက်တယ်ဆိုတာမျက်နှာနဲ့ဆိုင်တာလေးအားလုံးကိုပြုတ်လောက်တာဥမာမျက်နှာဆေးမယ်ကြီးချွတ်မယ်နော်ပြီးလို့ရှိရင်ပေါင်းတင်မယ်စသဖြင့်ပေါ့ဗျဒါတွေအားလုံးလောက်တာကိုအကုန်လုံးခြုံငုံပြီးတော့ စော့လျံပေါ့ကျွန်တော်ကတော့မျက်နှာကြီးချွတ်တယ်လို့ဘာသာပြန်လိုက်တယ်ပေါ့နော်ရေဘူးကအတော့အပြင်စော့လျံဆိုတာအားလုံးပါတယ်ပေါ့နော်ပြီးတော့ပေါင်းတင်တာတွေရောဘာတွေရောမျက်နှာတစ်တာတွေရောဆေးတာတွေရောပေါ့ဗျာအကုန်လုံးပေါင်းပြီးတော့စော့လျံလို့ပြောတာနော်ကောင်းပြီအဲ့တော့သူမကအမြဲတမ်းအလှပြင်ဆိုင်သွားပြီးတော့မျက်နှာကြီးချွတ်တယ်ထားချမ်းချမ်းချီမေရုံရွံ့စော့လျံထားချမ်းချမ်းချီမေရုံရွံ့စော့လျံ အမေကအလှပြန်ဆိုင်မှာခေါင်းလျှော်တယ်။မာမာကျိုက်မေရုံရွန့်စီထောမာမာကျိုက်မေရုံရွန့်စီထောမာမာစာအမေပေါ့နော်ကျိုက်ဒီနေရာမှာကျိုက်ကတော့ we bet proposition တစ်ခုအနေနဲ့သုံးထားတာပေါ့နော်အဲ့တော့ကျွန်တော်တို့ we bet တွေကိုသုံးမယ်ဆိုရင်သူက ဝိဘက်ကရှေ့ရနေတယ်ပေါ့သူနဲ့တွဲမဲ့စကလုံးကိုကျွန်တော်ကကံပုတ်အနေနဲ့ဝိဘက်ရဲ့နောက်မှာထားပြီးသုံးပေးရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာကျတော့အလှပြင်ဆိုင်မှားဆိုလို့ရှိရင်ကျွန်တော်ကမှားအလှပြင်ဆိုင်ဝိဘက်ကိုအရှင်သုံးပေးရတယ်ပေါ့နော်မှားအလှပြင်ဆိုင်ဇိုက်မေရုံရွတ်ဇိုက်မေရုံရွတ် လှပြဆိုင်မှာအဲ့တော့ဝေဘတ်စက္ကစုဖြစ်သွားပြီဆိုရင် verify ရှေ့ရနေအထူးပြုပေးတယ်ပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရှီထိုးရှီထိုးဆိုတာကဗာလေခေါင်းလျှော်တယ်ပေါ့ရှီဆိုတာလျှော်တာအဲ့တော့ရှီဆိုတာကအဝဲလျှော်တာကိုလည်းကျွန်တော်တို့ကရှီလို့ပဲသုံးတယ်ပြီးသွားလို့ရှိရင်ဒီလက်ဆေးတာတို့မျက်နှာတစ်တာတို့ရေချိုးတာတို့ခေါင်းလျှော်တာတို့အားလုံးကိုရှီလို့ပဲသုံးတယ်ပေါ့နော်နောက်ကဒီကစကလုံးတော့ပြောင်းသွားလိမ့်မယ်ပေါ့နော်ဥပမာရှီ E4 ဆိုရင်ဒါအဝဲလျှော်တယ်ပေါ့ရှီ လျံဆိုရင်မျက်နှာတစ်တယ်ပေါ့အဲ့တော့ရှီရှီရှီဖားဆိုရင်ခေါင်းလျှော်တယ်ရှီထိုးပေါ့ခေါင်းလျှော်တယ်စသဖြင့်ပေါ့နော်အဲ့တော့သူ့နောက်ကကန်ပုတ်တွေတော့ပြောင်းသွားလိမ့်မယ်ပေါ့နော်ရှီရဲ့အထိပယ်ကမျက်နှာတစ်တာလဲရတယ်အဝဲလျှော်တာလဲရတယ်ပကန်းဆေးတာလဲရတယ်လက်ဆေးတာခြေထောက်ဆေးတာရေချိုးတာအဝဲလျှော်တာအကုန်လုံးတုံးနေပြာနော်ဒီမှာတော့ခေါင်းလျှော်တယ်ပေါ့နော်ခေါင်းကိုထိုးလို့ပြောတယ်အဲ့တော့ရှီထိုးဆိုခေါင်းလျှော်တယ်ပေါ့ရှီထိုးဟုတ်ပြီနော်အဲ့တော့အမေကအလှပြင်ဆိုင်မှာခေါင်းလျှော်တယ်မမဆိုင်မေရုံရွန့်ရှီထိုး မာမာဆိုင်မေရုံရရှိတော်မြမလေးကအလှပြဆိုင်မှာစပင်ကောက်တယ်။မဲ့မဲ့ဆိုင်မေရုံရွန့်ထန့်ထိုဖာ။မဲ့မဲ့ဆိုင်မေရုံရွန့်ထန့်ထိုဖာ။မဲ့မဲ့မြမလေးကပေါ့နော်မေရုံရွန့်အလှပြဆိုင်ဆိုင်ကမှာဒီမှာလဲဝိဘတ်စကစုပဲပေါ့နော်။အလှပြဆိုင်မှာဆိုင်မေရုံရွန့် 烫头发အဲ့တော့烫ဆိုတာကဒီမှာစပင်လေးကိုကောက်ထောင်ရည်ညွှန်းဖို့အတွက်သုံးတဲ့ verb ပေါ့နော်头发ဆိုစပင်အဲ့တော့烫头发ဒါမှမဟုတ် tan fa စပင်ကောက်ထောင်ဒီလိုပြောတယ်ပေါ့နော် tan နဲ့သုံးတယ်နော် tan 头发တော့မဟုတ် tan fa စပင်ကောက်တယ်အဲ့တော့ညီမလေးကအလှပြင်ဆိုင်မှာစပင်ကောက်တယ်မဲမဲဆိုင်မေရုံရွံ烫头发မဲမဲဆိုင်မေရုံရွံ烫头发တူမက အလှပြင်ဆိုင်မှာစပင်ဆီဆိုးလိုက်ပြီးထားဆိုင်မေရုံရွံ့ရန်လတ်ထိုဖာထားဆိုင်မေရုံရွံ့ရန်လတ်ထိုဖာထားသူမကဒီမှာလဲဝိဘက်စကစုပဲเนาะဆိုင်မေရုံရွံ့အလှပြင်ဆိုင်မှာရန်ဆိုတာကဆီဆိုးတာကိုပြောတာเนาะလက်စာအခြေတွေပြောင်းသွားလုတ်ပြီးသွားရောပြောတဲ့ချိန်မှာဆိုးပြီးသွားပြီးထိုဖာဆိုစပင်စပင်ကိုဆီဆိုးလိုက်ပြီပေါ့ရန်ရန်လတ်ထိုဖာအဲ့တော့သူမကအလှပြင်ဆိုင်မှာစပင်ဆီဆိုးပြီးတော့ပြီးထားဆိုင်မေရုံရွံ့ 染了头发。他在美容院染了头发。သူမကအလှပြင်ဆိုင်ကိုတပတ်တစ်ချိန်သွားတယ်။他每周去一次美容院。他每周去一次美容院。他သူမကခြိသွားတယ်ပေါ့နော်။ဒီမှာကျွန်တော်တို့ကအချိန်ပြတဲ့စကားစုလေးသုံးတာ။每周每ဆိုတာ time ဆိုတဲ့အဓိပ္ပာယ် every ပေါ့။周ဆိုတာရက်သက်တပတ် every week ပေါ့ အပတ်တိုင်းเนาะအပတ်စဉ်ဆိုအပတ်စဉ်အပတ်တိုင်းပေါ့မေချိုးကောင်းပြီအဲ့တော့အချိန်ပြတဲ့စကားဆိုဗက်ဖြစ်ရှာနေအထူးပြုတယ်အဲ့တော့မေချိုးချေဆိုရင်အပတ်တိုင်းမှာသွားပါတယ်တဲ့เนาะအဲ့တော့ဒီမှာ eats စာတစ်ချိန် yi စာတစ်ပေါ့เนาะတင်ချာစကားလုံးစကအချိန်ဒါကချိန်နှုံးပေါ်ပြတယ်မျိုးပြပေါ့เนาะကောင်းပြီအဲ့တော့ဒီမှာကျတော့ချိန်နှုံးပြဖြစ်တဲ့ကြောင့်သူကဗက်ဖြစ်နောက်မှာဖြစ်ဆွတ်ပုံအနေနဲ့သုံးတယ်ပေါ့เนาะဖြစ်ဆွတ်ပုံ ဖြစ်စပုတ်အနေနဲ့တော့လေချွေဤချက်တချင်သွားတယ်အဲ့တော့ဖြစ်စပုတ်တွေကဗန်နောက်မှာတော့ရနော်ပြီးတော့မှဒီကံပုတ်ကံပုတ်တွေကိုဆက်တော့တယ်မေရုံရဖြစ်စပုတ်ပြီးမှကံပုတ်ကိုတော့တယ်ချွေဤချက်မေရုံရအဲ့တော့အလှပြင်ဆိုင်ကိုတချင်သွားတယ်ဗျာလေအပတ်တိုင်းတချင်သွားတယ်ဆိုတော့တစ်ပတ်တချင်ပေါ့နော်အပတ်စဉ်တချင်သွားတာဆိုတော့တစ်ပတ်ကိုတချင်သွားတယ်အဲ့လိုပြောတာအဲ့တော့သူမကအလှပြင်ဆိုင်ကိုတစ်ပတ်တချင်သွားတယ်ထားမေဂျိုချွေဤချက်မေရုံရထားမေဂျိုချွေဤချက်美容院。 我家的那边三个都包家嘞，我喜欢这家美容院，我喜欢这家美容院。 ဟွာငါကစေခွန်းစာတဘောကြတယ်ကြိုက်တယ်ပေါ့နော်ဒါကဗတ်တခုဖြစ်တယ်ကြိုက်ချင်းခံတဲ့အရာဒီစကစုတခုလုံးအဲ့တော့ဒီစကစုကိုတလုံးရင်းရှင်းပြမယ်မေရုံရွှန်းစာအလှပြင်ဆိုင်အဲ့တော့အလှပြင်ဆိုင်တွေကိုတစ်ဆိုင်နှစ်ဆိုင်ရေတွက်ဖို့အတွက်သင်္ချာမျိုးပြနဲ့သုံးပါလေဣချာဒါရှင်းပြပြီသားနော်ရှင်းပါလေအဲ့တော့ဣချာစာတစ်ဆိုင်အဲ့တော့ဣချာမေရုံရွှန်းအထူးပြုခံတဲ့နန်တွေကနောက်ကနေတယ်အထူးပြုမဲ့စကလုံးစကစုကနန်ရဲ့ရှေ့ရနေတယ်မြန်မာလို့ဆိုတော့အလှပြင်ဆိုင်တစ်ဆိုင်တရုတ်ကျောက်တစ်ဆိုင်အလှပြင်ဆိုင်ပေါ့အဲ့မှာအညွန် ွန်းနှံစာချွတ်စာကိုသုံးထားတယ်။အဲ့တော့အညွန်းနှံစာတွေကတင်ချာစကလုံးရဲ့ရှေ့ကဆက်ပြီးအထူပြုတယ်။အညွန်းနှံစာရဲ့ထူခြားချက်ကသူ့ရဲ့နောက်ကတိကနန်းအတန်ထွက်တရားထည့်ပြောစရာမလိုဘောဗျာ။ဒါကြောင့်မို့ကြာချာမေရုံရွံ့လို့ပြောတယ်နော်ဒီအလှပင်ဆိုင်ကိုသဘောကျတယ်သဘောကျခြင်းခံရတဲ့အရာဒါကြောင့်မို့ vaf ဒီတတွဲလောကကံပုတ်ပေါ့โอเคအဲ့တော့ငါကဒီအလှပင်ဆိုင်ကိုသဘောကျတယ်ဝါစီဟွာကြာချာမေရုံရွံ့ဝါစီဟွာကြာချာ မေရုံရွံ့ငါတို့အလှပြင်ဆိုင်ကိုအတူတူသွားကြတာပေါ့ဝါမဲဤချီချီမေရုံရွံ့ပါဝါမဲဤချီချီ မေရောရွမ်းပါဝါမန်ဆိုတာငါတို့ပေါ့နော်ငါတို့ကချိစာသွားတယ်အဲ့မှာကျွန်တော်က ichi ဆိုတဲ့စကားလုံးကိုတုံးထားတယ်ပေါ့အဲ့တော့ဒီစကားလုံးကကျတော့ adverb ကရိယာဝိသေသနာတစ်ခုဖြစ်တယ်ပေါ့အဲ့တော့ကရိယာဝိသေသနာဆို verb ဖြစ်ရှိရတယ်အထူးပြုထားတယ်ပေါ့နော်အဲ့တော့အတူတူသွားမယ်ဆိုတော့ ichi ချွေသွားချင်းခံရတဲ့နေရာကျတော့မေရောရွမ်းစာအလှပြင်ဆိုင်ပေါ့နော်အဲ့တော့အလှပြင်ဆိုင်ကို အတူတူသွားတာပေါ့ဟိချီချီမေရုံရအဲ့တော့ပဒီစကလုံးကတော့ဝါချနော့ဆပုတ်တစ်ခုဖြစ်တယ်ပေါ့ moral particle ပေါ့နော်ဝါချနော့ဆပုတ်တွေကကြတော့ဝါချတကြောင်လို့ရနောက်ဆုံးမှဆက်တယ်ပေါ့အဲ့တော့ဒီစကလုံးသုံးနာရည်ရွယ်ချက်ကကြတော့သူကတိုက်တွန်းတာတွေအကြံပေးတာတွေတောင်းဆိုတာတွေကိုဖော်ပြအောင်အတွက်သုံးထားတယ်ပေါ့နော် okay အဲ့တော့ငါတို့အလှပြင်ဆိုင်ကို အတူတူသွားကြတာပေါ့ဝါမဲဟိချီချီမေရုံရပါဝါမဲဟိချီချီမေရုံရပါ 阿、啊、美啊，我那边在课堂嘞。妈妈带我去美容院。妈妈带。 我去美容院妈妈ဆာအမေတိုက်တိုက်ဆာဥဆောက်ပြီးတော့ခေါ်သွားတာပေါ့နော် subject ကနေဥဆောက်ပြီးခေါ်သွားတာကိုရင်ညွှန်းဖို့အတွက်တော့ဒီမှာဆိုရင်အမေကခေါ်သွားနော်我ဆာဘာတူလဲငါကိုအဲ့တော့မမတိုက်ဝါဆာအမေကငါကိုဥဆောက်ပြီးတော့ခေါ်သွားတယ်တဲ့ဘာလို့ဖို့လဲချိဆာသွားတယ်ကျွန်တော်ကသွားမှာဝါချိဘယ်လိုလဲမေရုံရန်ဆာအလှပြင်ဆိုင်အဲ့တော့အမေကကျွန်တော်ကိုအလှပြင်ဆိုင်ကိုခေါ်တာအမေကရှေ့ရောက်ဥဆောက်ပြီးသွားတယ်ကိုကနောက်ကလိုက်သွားတာပေါ့နော်အဲ့တော့မမတိုက်ဝါချိမေရုံရန် မာမာတိုက်ဝချွေမေရုံရွံ့အဲ့တော့တိုက်ဆိုတာကတယောက်ယောက်ကနေကိုယ်ဥဆောက်ပြီးခေါ်သွားတဲ့အခါမှာတုံးတယ်ပေါ့နော်။ကောင်းပြီနံပါတ်24မှာလေလာရှိရအောင်။ငါကအမေအမေနဲ့အလှပြင်ဆိုင်ကိုအဖော်လိုက်တယ်။ဟုတ်ပြီနော်။ဝါ 赔妈妈去美容院，我陪妈妈去美容院。那我我个陪啥婆来的，好比呢？大家没呀？靠近了，靠近了，靠近了，靠过了，婆来的啦。可能带呢没丢呢，带出来个 subject 个乌骚比考到啦，大家说 subject 个里婆来的啦。 အ내ပုံစံချင်းကတော့ဒီအ내အထိပ္ပယ်ချင်းကတော့ဆင်တယ်ဒါပေမဲ့သုံးတဲ့စက္ကလုံမတူတာကိုပြောပြရအောင်ဟိုကကျတော့တယောက်ယောက်ကဥဆောင်ပြီးခေါ်တာဒါကကျတော့တယောက်ယောက်နဲ့အဖော်လိုက်တာအဲ့တော့အဖော်လိုက်တယ်ဆိုရင်ကျွန်တော်က pay ဆိုတဲ့ verb ကိုတော့ရတယ်ပေါ့နော်ဟိုကကျွန်တော်က pay ဆိုအဖော်လိုက်တယ်ဘာအဖော်လိုက်လဲဆိုအမေအလှပြဆိုင်သွားတာကိုလိုက်သွားတာအဲ့တော့အမေကမာမာချီသွားတယ်ဘယ်ရောလဲမေရုံရအဲ့တော့အမေအလှပြဆိုင်သွားတာကိုဟောဖေးစာငါကအဖော်လိုက်သွားတာပေါ့နော်ကောင်းပြီအဲ့တော့ငါက အမေနဲ့အလှပြင်ဆိုင်ကိုအဖော်လိုက်သွားတယ်။ဝါဖေးမာမာချိမေရုံရွံ့။ဝါဖေးမာမာချိမေရုံရွံ့။အလှပြင်ဆိုင်ကငါ့ကိုမမကတ်ပေးလိုက်တယ်။မေရုံရွံ့ကေလဝဝေယံခါမေရုံရွံ့ 给了我会员卡，美容院啥阿拉变啥，给给啥背的不呢？背的，这个 v e f 阿尼呢都拿那边呢，给啥背的？阿拉地方拿十包里的苦太他，勒勒啥地方去那表那背背多，然后背来表背开背不呢？嘎嘎故事要那边，高米，阿拉地 web 片那嘛，干部是白那苦巴那边，这苦啊我啥阿不呢？北京看下来路，那这个会员卡啥慢慢干，北京看下来呀我土不？阿拉地。 ဗက်ဖြက်နော့မှာတခါတလေမှာကျွန်တော်ကကံပုတ်တွေရောနှစ်ခုသုံးတယ်ပေါ့ အဲ့တော့ကျွန်တော်တို့ v ဖြစ်နောက်မှာ can ဘုတ်ကိုနှစ်ခုသုံးတယ်ပေါ့နော် direct object တို့ and direct object တို့ဒါအင်္ဂလိပ်မှာသင်ဖို့လိမ့်မယ်အဲ့တော့ကျွန်တော်ကဒီမှာနားလဲအောင်ပြောရအောင်နော်ဒီ can ဘုတ်တွေသုံးတဲ့အခါမှာကျွန်တော်တို့ကလူကိုညှိုးတဲ့ can ဘုတ်ကိုအရင်သုံးရတယ်ဗျာနော်တရုတ်စကားကျတော့ပြီးတော့မှအရာဝတ္ထုကိုညှိုးနှောင်အောင်သုံးတယ် direct တွေ and direct တွေမမှတ်နဲ့ပေါ့နော်လူကဦးစားပေးပြီးတော့မှအရာဝတ္ထုဆိုလိုတာဒီမှာ key word ငါးကိုပေးတယ်ပြီးတော့မှဝေယံခါမမကတ်ကို key word ဝေယံခါဒီလိုပြောတယ်အဲ့လိုမဟုတ်ခနဲ့ key ဝေယံခါ ဝေါ်လို့တော့ရင်မှားတယ်ပေါ့နော်အဲ့လိုမတော့ရအောင်နော်ကောင်းပြီအဲ့တော့အလားပြင်ဆိုင်ကငါ့ကိုမှန်မှာကတ်ပေးလိုက်တယ်မေရုံရွတ်ကေလဝေါ်ဝေရွမ်းခါမေရုံရွတ်ကေလဝေါ်ဝေရွမ်းခါအမကအလှပြင်ဆိုင်ရနေပြန်လာပြီ။ကြည်ကျဲချုံမေရုံရွှေလိုက်လေ။ကြည်ကျဲချုံ 美容院回来了姐姐အမ从早ကနေမှပေါ့เนาะဒါကတော့ verb တစ်ခုဖြစ်တယ်ပေါ့เนาะ preposition ပေါ့အဲ့တော့ verb ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကသူတွဲကျင်တဲ့နံက နောက်ကနေတယ်ဝိဘက်ကရှေ့ရနေတယ်ပေါ့ကျွန်တော်တို့မြန်မာလိုကြတော့အလှပြင်ဆိုင်ကနေတရုတ်လိုကြတော့ကနေအလှပြင်ဆိုင်ဒါလေးသတိထားနော်ချောမေရုံရွတ်ချောမေရုံရွတ်ဟွေးစာပြင်တယ်လိုင်းကလာတယ်ဟွေးလိုင်းပြန်လာတယ်ပေါ့လက်စာပြီးပြောတဲ့ချိန်မှာဒါပြန်လာနေပြီပေါ့အချိန်နေပြောင်းသွားတာကိုဖော်ပြတာနော်โอเคအဲ့တော့အမအလှပြင်ဆိုင်ကနေ ပြန်လာပြီကျေကျေချောမေရုံရွတ်ဟွေးလိုင်းလက်ကျေကျေချောမေရုံရွတ်ဟွေးလိုင်းလက် 啊，那边是噶么呢？新来三商铺呢，美容院，早上八点开门。 美容院早上八点开门，美容院拉边塞牙的。早上咱们那白有不完了，早上八点八个时点啊哪一些哪一首八点，还到第十个数的骷髅啊，七有破表的，七表十个数不呢？早上八点，啊七表十个数的不偏西吧？图表的，第嘛那个三片的说了，我表达不到开门，开三片的门啥的个，还到三页的个我片来的说，第三页龙岩沙田来白比，稍微的沙白比不呢？高比。 ဒါဆိုလို့ရှိရင်ကျွန်တော်ခိုင်မှန်ကုန်ဒီမှာတကားဖွင့်တယ်လို့ဘာသာမပြန်အောင်နော်ဆိုင်ဖွင့်တယ်လို့ပဲဘာသာပြန်ရတယ်အဲ့တော့ကျွန်တော်ဈေးရောင်းတဲ့ဆိုင်တွေတခြားပေါ့နော်အလုံးလုံးတဲ့ဆိုင်တွေကဒီသူ့ရဲ့ဒီ software ဘေးနေတဲ့ဒီဝန်ဆောင်မှုတစ်ခုကိုလုပ်နေရဆိုရင်ခိုင်မှန်လို့ပြောရအောင်နော် okay အဲ့တော့လာပြင်ဆိုင်ကမနေ့၈နာရီဆိုင်ဖွင့်တယ်မေရုံရွတ်早上8点开门မေရုံရွတ်早上8点开门အဲ့တော့ဒီမှာကျွန်တော်တို့က အလားပြဆိုင်ဘယ်နှနာရေးဆိုင်ဖွင့်လဲဆိုပြောမိကွန်းထုတ်ဝဲပေါ့နော်အဲ့တော့မေရုံရွန့်ကြီးတန်ခိုင်းမန်ကြီးစာဘလောက်လဲပေါ့နော်အဲ့တော့ချိန်နိုင်တွေကိုမိကွန်းမိတဲ့အခါမှာကြီးဆိုတဲ့မိကွန်းနန်စာကိုသုံးတယ်အဲ့ဒီမိကွန်းနန်စာကဒီမစ်ရှိုဝါကိုအထူးပြုတယ်ပေါ့အဲ့တော့ဘယ်နှနာရေးလဲဆိုဘလောက်လဲနိုင်စာဘယ်နှနာရေးလဲလို့ပြောတော့ကြီးတန်အချိန်ပြတယ်စကစုပြီးတော့မှဘက်ဖြစ်ရှာအထူးရဲ့ကြီးတန်ခိုင်းမန်အဲ့တော့ပြန်ဖြေမယ်ဆိုရင်ကြီးဆိုတဲ့မိကွန်းနန်စာနေရာမှာနံပါတ်29ကိုပြန်ကြည့်ပါအဖြေတွေကိုအတိုင်းပြန်လေ့ကျင့်လို့ရအောင်နော် 美容院早上八点开门，早上么太累呀，那太累呀嘞。美容院八点开门，大王婆，美容院早上八点开门。啊，感觉见到这地方，美工变美景的所以，第十哪一波呢？明天十哪一？明天十四点的呀嘛？可能都变成哪一类手表？美工那啥变多呗？那么那三十个变几吧？美容院几点开门？美容院几点开门？ အလားပြင်ဆိုင်ဒီနေ့ဆိုင်မဖွင့်မို့မေရုံရွံ့ချင်းထန်းပုတ်ခိုင်းမန်မေရုံရွံ့အလားပြင်ဆိုင်ချင်းထန်းစာဒီနေ့ပေါ့နော်တကအချိန်ပြရတဲ့နဲ့ကောင်းပြီအဲ့တော့ခိုင်းမန်ကဆိုင်ဖွင့်တယ်သူ့ကိုအငင်းတုံးတဲ့ခါကျ verfier ရှေ့မှာအငင်းကရိယာဝိတေသနာပို့နဲ့ငင်းလိုက်တာပေါ့နော်ဒါကြောင့်မို့ပို့ခိုင်းမန်ဆိုရင်ဆိုင်မဖွင့်မှုပေါ့အလားပြင်ဆိုင်ကဒီနေ့ဆိုင်မဖွင့်မှုမေရုံရွံ့ချင်းထန်းပုတ်ခိုင်းမန်မေရုံရွံ့ချင်းထန်းပုတ်ခိုင်းမန် 啊、那拉边赛的赛，碰见呢，我想开一家美容院。 我想开一家美容院。我那个想啥钱呢？他讲了 auxiliary verb，阿古格里亚的古皮的啵喏，阿古格里亚的讲了的 verb 是啊呢，阿图表的啵。阿罗的嘛，四股神啊，破表喏。阿罗六千来六没，不六千来六，但咩四天嘛，罗的六皮钱呢，所以神啊啵。阿罗开啥铺呢？阿罗开耶的呗，的搞铺呢，我来开路都呢喏，比如感冒呢来开路都呢，比到那些就罗的塞尼巴哩。 လုပ်ငန်းတွေပါဖြွင့်လိုက်တာပေါ့ဆိုင်တွေပါဖြွင့်လိုက်တာလဲခိုင်းမင်းတုံးတယ်ဗျာเนาะကောင်းပြီဆိုင်ဖြွင့်နေဆိုဆိုင်တီထောင်တာပေါ့ဗျာเนาะကောင်းပြီအဲ့တော့ရှန်ခိုင်းစာဖြွင့်ကျင်နေတဲ့ဘာဖြွင့်ကျင်လဲမေရုံရဆာအလှပြင်ဆိုင်သူ့ကိုဒီဇိုင်းစာနဲ့အထူးထားဤကြားမေရုံရအဲ့တော့ငါကအလှပြင်ဆိုင်ဒီဇိုင်းဖြွင့်ကျင်နေတဲ့ဒါအလှပြင်ဆိုင်ဖြွင့်ပြီးစီးပွားရေးလုပ်ချင်တာကိုပြောတာเนาะအဲ့တော့ဝါရှန်ခိုင်းဤကြားမေရုံရဝါရှန်ခိုင်းဤကြားမေရုံရ 我的眼睛啊，那边赛嘛 h 喽喽 l o l l o a 我朋友在美容院工作。我朋友在美容院工作。 ဝါဖုံးရဖုံးရဆိုတငယ်ချင်းတကနန်တစ်ခုဖြစ်တယ်ပေါ့နော်အဲ့နန်ကိုဝါပုဂ္ဂလနန်စာနဲ့အထူးပြုလိုက်တယ်ဗျအဲ့တော့နန်ကိုအထူးပြုတဲ့အခါမှာနော့ဆက်ပုတ်တက်စာလေးထည့်သုံးပေးရတယ်ဒါပေမဲ့ပုဂ္ဂလနန်စာနဲ့အထူးပြုခန့်တဲ့နန်တော်ဆက်မှုပတ်သက်မှုဒီမှာဆိုတငယ်ချင်းတော်တယ်ပေါ့အဲ့လိုတော်ဆက်မှုပတ်သက်မှုပေါ့နော်တငယ်ချင်းအနေထားပတ်သက်မှုရှိတယ်ဒါဆိုလို့ရှိရင်တက်ကမထည့်လဲရတယ်နော်စကားပြောရင်မထည့်ပြီးမထည့်ဆိုတော့ပေါ့ဝါဖုံးရတည့်ရိုက်ပြောတယ်စဒါကဝိဘက်အနေနဲ့တော့မေရုံရစိုက်မေရုံရစအလှပြင်ဆိုင်မှာပေါ့ စာမေရုံရဒါကဝီဘတ်စကဆူပြီးတော့ဖက်ဖြစ်ရှာအထူးလေကုန်းစော်စာအလုံးလုံးတယ်ပေါ့နော်အဲ့တော့ငါတငယ်ချင်းကအလှပြင်ဆိုင်မှာအလုံးလုံးတယ်ဝါဖုံယောဇာမေရုံရကုန်းစော်ဝါဖုံယောဇာမေရုံရကုန်းစော်သူမကအလှပြင်ဆိုင်မှာအလှပြင်ပညာလေးသင်ယူတယ်ထားဆိုင်မေရုံရဆွဲမေရုံထားဆိုင်မေရုံရဆွဲ မေရုံထားသူမကစိုက်ဒီမှာလဲဝိဖက်သုံးထားပေါ့နော်မေရုံရွှန်းစာအလှပြင်ဆိုင်ပေါ့အဲ့တော့စိုက်မေရုံရွှန်းစာအလှပြင်ဆိုင်မှာတဲ့ရွှေစီရွှေစီစာတည်ယူရဲလေးလာတယ်ဒါကတော့ကျောင်းသားအနေနဲ့တပည့်အနေနဲ့ပညာတည်ယူစီးပူးတာကိုရွှေစီလို့ခေါ်တယ်အဲ့တော့စကားပြောတဲ့အခါမှာရွှေဆိုပြီးတော့တတန်နဲ့ပြောလို့ရတယ်ပေါ့နော်ကောင်းပြီတည်ယူချင်းခန့်တဲ့အရာကတော့မေရုံမေရုံစာအလှပြင်ခြင်းပေါ့အလှပြင်တဲ့ပညာရက်တွေပေါ့နော်မေရုံ ကောင်းပြီအဲ့တော့အလှပြင်တာတွေကိုသင်တယ်ဆိုတော့အတာအလှပြင်ပညာတွေကိုသင်ယူတာပေါ့နော်ရွှဲမေရုံအဲ့တော့သူမကအလှပြင်ဆိုင်မှာအလှပြင်ပညာတွေသင်ယူတယ်ထားဆိုင်မေရုံရွံ့ရွှဲမေရုံထားဆိုင်မေရုံရွံ့ရွှဲမေရုံအားလုံးကိုကျေးဇူးတင်ပါတယ်